မင်္ဂလာပါခင်ဗျာပကံခက်တိကနေပြီးတော့နိုဝင်ဘာလ12ရက်နေ့နေ့လီခင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမအဦးဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပကိုးအဆက်ရခိုင်မကွေးအဆက်နဲ့ရခိုင်အေရဝတီအဆက်တိုက်ပွဲတွေမှာစစ်တပ်ဖက်မှအလံဖြူထောင်သူလက်ရဖမ်းဆီးသူနဲ့ထွက်ပြေးလာသူတပ်ဖွဲ့ဝင်82ဦးကျော်ကိုအေအေကဖမ်းဆီးရရှိထားပြီးတော့ 73ပန်းတွေထိမှာပေါ်တာဆွေးခံရတဲ့အသက်16နှစ်မပြည့်သေးတဲ့အထက်တန်းကျောင်းသားတွေပါဝင်တဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ရခိုင်ပကူအဆက်ရခိုင်မကွေးအဆက်နဲ့ရခိုင် ARD အဆက်တိုက်ပွဲတွေမှာစစ်တပ်ဖက်မှအလံဖြူထောင်လဲဝင်သူဖမ်းဆီးရမိသူနဲ့ထွက်ပြေးလာသူတပ်ဖွဲ့ဝင်82ဦးကို AA ကလက်ရဖမ်းဆီးထားကြောင်း ယမန်နေ့ကထုတ်ပြန်ထားပါတယ်ရခိုင်ပကိုးတိုင်းအစပ်ရခိုင်မကွေးတိုင်းအစပ်နဲ့ရခိုင် ARD တိုင်းအစပ်တို့မှာစစ်ကော်မရှင်ရဲ့ထိုးစစ်တွေကိုအာရခတ်တပ်တော်ကခုခံစစ်တွေနဲ့အတူတံပြန်ထိုးစစ်များနဲ့အကောင်ဆုံးတုံးပြန်လျက်ရှိကြောင်းစစ်ကော်မရှင်ရဲ့မတရားတဖြစ်အသိအတမစက်မှုထမ်းရန်စူးစောင်းချင်းခံရတဲ့တပ်ဖွဲ့ဝင်တင်များဟာလည်းတိုက်ခိုက်လို့စိတ်မရှိပဲတိုက်ပွဲဖြစ်ပွားရာနေရာများမှာအခွင့်အရေးရရင်ရတယ်လို့နေ့စဉ်နဲ့အမျှထွက်ပြေးလျက်ရှိကြောင်းထို့အပြင်စစ်တပ်ဖက်မှ စစ်သားများအလံဖြူထောင်းလက်နဲ့ချပြီးတော့အလဲဝင်ရောက်လျက်ရှိကြောင်းထို့အတူပဲအချို့တော့စစ်တပ်ဖက်မှတပ်ဖွဲ့ဝင်တွေကိုတိုက်ပွဲအတွင်းလက်နဲ့သို့မဟုတ်လက်နဲ့မပါဘဲနဲ့လက်ရဖမ်းဆီးရမိခဲ့ကြောင်းအေကပြောပါတယ် ယခုနဲ့နိုဝင်ဘာလ10ရက်နေ့မှာနိုဝင်ဘာလ10ရက်နေ့အထိပဲခူးတိုင်းပတောင်မြို့နယ်ကပ္ပဇာ16အနီးတိုက်ပွဲတွေတွင်မှစစ်တပ်ဖက်မှအလံဖြူထောင်းတပ်ပြေးလက်ရဖမ်းဆီးရမိသူစုစုပေါင်း16ဦးအထိရှိခဲ့ကြောင်းဒါအပြင်အခြားသောစစ်မြေပြင်တစ်ခုဖြစ်တဲ့ပဲခူးတိုင်းပတောင်မြို့နယ်ညောင်ကျိုးကြီးရွာအနီးလေလာတောင်ပဝန်းကျင်အနီးတိုက်ပွဲတွေမှာစစ်တပ်ဖက်မှအလံဖြူထောင်းတပ်ပြေးလက်ရဖမ်းဆီးရမိသူစုစုပေါင်း10ဦးအထိရှိကြောင်းသိရပါတယ်။နိုဝင်ဘာလ9ရက်နေ့မှာပဲခူးတိုင်းပန်တောင်မြို့နယ်ကပ္ပဇာ16အနီးရင်ဆိုင်တိုက်ပွဲတွေအတွင်း စစ်တပ်ရဲ့ခမာယ363တပ်ရဲမှစစ်သား၄ဦးကိုလည်းလက်ရဖမ်းဆီးရမိခဲ့ကြောင်းနိုဝင်ဘာလ10ရက်နေ့နိုင်ရီကံပြူဟာကုန်းမှရှိတဲ့စစ်ကော်မရှင်ရဲ့အမှတ်9စစ်မြေပြင်စစ်တပ်ရင်ခိုးလန်အခြေစိုက်တပ်မှတပ်ကြမျိုးမန်ထွန်းဆိုသူကအရခတ်တပ်တော် AA ထံအလဲဝင်ရောက်လာခဲ့ကြောင်းသိရပါဗျ။အလားတူအော်တိုဘာလ3ရက်နေ့မှနိုဝင်ဘာလ9ရက်နေ့အတွင်းအေယာဝတီတိုင်းတာပေါင်းမြို့နယ်တာပေါင်းကလေးကျေးရွာအနီးနဲ့လေးမျက်နှာမြို့နယ်ဆက်ဆက်ယိုချင်းလီကျေးရွာအနီးဖြစ်ပွားခဲ့တဲ့တိုက်ပွဲများအတွင်းမှာစစ်တပ်ဖက်မှထွက်ပြေးလာပြီးတော့ အေထန်လက်ရဖမ်းဆီးခံရသူစစ်သား20ကျော်နဲ့လက်နက်ချအလဲဝင်အောင်လာသူ20ကျော်အထိရှိကြောင်းတီးရပါတယ်။အဆိုပါစစ်သားတွေမှာခမာယ၄ခမာယ၅ခမာယ၆ခမာယ30ခလာယ35ခလာယ80အစရှိတဲ့တပ်မ66လက်အောက်ခံတပ်ရင်းများနဲ့အနောက်တောင်တိုင်းဆက်ဌာနချုပ်ပဒိန်လက်အောက်ခံတပ်ရင်းများဖြစ်တော့ခလာယ63အိမ်မေခလာရ293ဗတိန်အစရှိတဲ့တရေမြတ်မှာထွက်ပြလာကြသောသူများနဲ့လက်နက်ချအလဲဝင်လာသူများဖြစ်ကြောင်း အဆိုပါအလဲဝင်ရောက်လာတော့သူများနဲ့ဖမ်းဆီးရမိတဲ့စစ်သားတွေအလုံးညီပါမှာယခုနဲ့အတွင်အတင်းအဓမ္မစမုထမ်းဘော်ဒါဆွချင်းခံရတော့စစ်တင်တန်းစင်းများဖြစ်ကြပြီးတော့အချို့မှာအသက်၁၈နှစ်မပြည့်သေးတော့သူများအထက်တန်းတက်နေကြတော့ကြောင်းသားများဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ TNLA ဆုတ်ခွာမဲ့မုံမိတ်မြို့မှာတော်လှန်ရေးတပ်သားတွေကို KIA ကစစ်ရေးကူညီမယ်လို့ KIO ပြောခွင့်ရပုံမကြီးနော်ဘူးကပြောပါတယ် ရှမ်းပြည်နယ်မြောက်ပိုင်းတအောင် TNLA ဆုတ်ခွာမဲ့မုံမိတ်မြို့မှာတော်လှန်ရေးတပ်သားတွေကို KIA ကစစ်ရေးကူညီမယ်လို့ KIA ပြောခွင့်ရဘူမူကြီးနော်ဘူးကရန်ကုန်ခေတ္တတရင်ဌာနကိုပြောတယ်လို့သိရပါတယ်။မုံမိတ်မြို့နယ်အတွင်း KIA တပ်ရင်းတွေရှိပြီးတော့ ABSDF PDF တို့နဲ့အတူပူးတွေ့ရှိကြောင်းတပ်ပေါင်းစုအဖြစ်အတူနေထိုင်ပြီးတော့အခြေချထားကြောင်း KIA နေဖြင့် TNLA ဆုတ်ခွာမဲ့မုံမိတ်မြို့နယ်ပတ်သက်၍စစ်ရေးရဆောင်ရွက်ရန်မရှိပေမဲ့ ABSDM နဲ့ PDF တို့ရဲ့စည်ရေလှှရှားမှုများလှုပ်ဆောင်လာရင် KIA ကကူညီသွားမယ်လို့ပုံမူကြီးနော်ဘူးကပြောပါတယ် မိုးမိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်းမိုးမိတ်ခရိုင်မှာဖြစ်ပေါ်နေတဲ့အခြေအနေများအရမိတို့ပင်အခက်အခဲဖြစ်ကြုံတွေ့စေကမူပြည်သူနဲ့တသားသေးရှိနေမည်ဖြစ်ကြောင်းထို့အပြင်စစ်ကော်မရှင်လက်အောက်သို့မကြောက်စေရန်နဲ့တော်လှန်ရေးအောင်မြင်မှုပန်းတိုင်စီတို့အမြန်ဆုံးရောက်ရှိရန်တော်လှန်ရေးညီနောင်မဟာမိတ်များနဲ့အတူပူးပေါင်းပြီးတော့အောင်မြင်မှုရတဲ့အထိဆက်လက်ချီးတက်တက်မှာဖြစ်ကြောင်းအတိအသက်စာပြုထားပါတယ်။ TNL ကအော်တိုဘားလ26ရက်နေ့မှာတရုတ်ရဲ့ကြာဝင်စစ်ဆေးမှုဖြစ် စစ်တပ်နဲ့အပြစ်ခတ်ရက်စေးလိုက်ပြီးတော့မိုးကုတ်နဲ့မိုးမိတ်မြို့တွေမှာပြန်လည်ဆုတ်ခော်သွားမှာဖြစ်ကြောင်းတဲဝန်ထုတ်ပြန်ကြေညာထားပါတယ်ခင်ဗျာဆက်လက်သင်စပေးရမယ့်သတင်းကတော့တနန်္သာရီမြို့နယ်မော့တောင်မြို့မှာစစ်တပ်နဲ့တော်လှန်ရေးတပ်များတိုက်ပွဲအပြင်းထန်ဖြစ်ပွားနေပြီးတော့မြို့လုံးကျွတ်ထောင်နဲ့ခြေတော်ပြည်သူများ ထိုင်းမြန်မာနယ်စပ်ဖက်ကိုထွက်ပြေးသိမ်းရှောင်နေရတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။တနန္တာရီမြို့နယ်မော့တောင်မြို့မှာစစ်တပ်နဲ့ဒေါ်လာရေးတပ်များတိုက်ပွဲပြင်းထန်ဖြစ်ပွားနေပြီးတော့မြို့လုံးကျွတ်တောင်းနဲ့ချီတော့ပြည်သူများထိုင်းမြန်မာနယ်စပ်ဖက်ကိုထွက်ပြေးသိမ်းရှောင်နေရကြောင်းဒေသခံပြည်သူများကပြောပါရတယ်။ နော်မာရဆေးနေမှာစတင်၍မော့တောင်မြို့ဖက်ကိုစစ်တပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်ခြင်းစစ်ကြောင်းထိုးခြင်းများလှုပ်ဆောင်လာကြောင်း KNU ဥဆောင်တဲ့တော်လိုင်းရဲတပ်များကလည်းစစ်တပ်ကိုပြန်လည်ခုခံတိုက်ခိုက်ရာမှာတိုက်ပွဲများအပြင်းထန်ဖြစ်ပွားခဲ့ကြောင်းနော်မာလ17ရက်နေ့နဲ့ယနေ့နော်မာလ12ရက်နေ့အထိမော့တောင်မြို့ပေါ်အထိတိုက်ပွဲများဖြစ်ပွားနေကြောင်းမော့တောင်မြို့မှာမြို့လုံးကျပ်ပြည်သူတွေမှာထိုင်းမြန်မာနေစပ်ထိုင်းအာဏာပိုင်များစောင့်ကြပ်ထားတဲ့ဒန်စီခွန်ကိန်းအနီးကိုစစ်ပေးရှောင်နေရကြောင်းသိရပါတယ် ယနေ့မနေ့ပိုင်းမှာမော့တော်မြို့ပေါ်နဲ့အနီးပအဝန်းကျင်မှာလက်နေကြီးလက်နေငယ်တွေနဲ့အပြန်အလှန်ပြက်ခတ်မှုများဆက်လက်ဖြစ်ပွားနေကြောင်းစစ်ပိတ်ဆောင်ပြည်သူများမှာစာနာရိတ်ခအနှွေးထင်နဲ့ဆေးဝါးများလိုအပ်နေကြောင်းသိရပါဗါး KNU ရဲ့ထုတ်ပြန်ချက်အရနိုဝင်ဘာလ10ရက်နေ့ကစပြီးမော့တော်နေဆက်ရှိအာနာတိန်အကြံဖက်စစ်တပ်စခန်းရဲ့လက်နေကြီးပြက်ခတ်မှုကြောင့်တိရခံပြည်သူများယခုအချိန်ထိတပ်ပြေးတင်းရှောင်နေရကြောင်း အာနာဒိအကြံဖက်စက်တက်က၎င်းတို့အာနာဆက်လက်တည်မြဲရေးအတွက်၎င်းတို့အုတ်ချုပ်ရနေမြေတွေမှာအတူအယောင်ရုပ်ောက်ပွဲကိုအတင်းအဓမ္မပြုလုပ်ရန်အထူးကြိုးပမ်းလျက်ရှိကြောင်း၎င်းတို့လက်လွတ်ရှုံရှုံရတဲ့နေမြေတွေဖြစ်တဲ့ KNU မြိတ်ထဝေခရိုင်အုတ်ချုပ်ရဒေသအတွင်းရှိပြည်သူလူထုများအားအကြောက်တရားများဖြစ်ပေါ်စေရန်ရည်ရွယ်ချက်ရှိရှိလေးကြောင်းမှပုံကျစ်တိုက်ခိုက်ခြင်းလက်နက်ကြီးဖြင့်ပြစ်ခတ်ခြင်းမကြာခဏပြုလုပ်နေကြောင်းသိရပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့စက်တပ်မျိုးတော်ပြန်ဦးလွန်မျိုးလေကောင်မှရွှေဆိုင်တမရတိုင်းမှုအတွင်ပြက်ကတ်မှုဖြစ်ပွားပြီးတော့တဦးဒေဆုံးကတမရတဦးလက်နက်နဲ့အတူဖမ်းဆီးရရှိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အကြံဖက်စက်တပ်ရဲ့စက်တပ်ကရုများအခြေစိုက်ပြန်ဦးလွန်မှာရွှေဆိုင်တမရတိုင်းမှုဖြစ်စဉ်ပြက်ကတ်မှုဖြစ်ပွားပြီးတော့တဦးဒေဆုံးကတမရတဦးကိုလက်နက်နဲ့အတူဖမ်းဆီးရရှိကြောင်းရေးသတင်းရင်းမြစ်ကပြောပါရတယ် ယနေ့မနေ့၈နာရီ30မိနစ်အချိန်ပြန်ဦးလွန်မြို့လေကောင်ရက်ွက်ကျင်းကနိုင်စဉ်အနည်းရှိအောင်စပေးရွှေဆိုင်ကိုဆိုင်ဖွင့်ရန်ပြင်ဆင်နေစဉ်တနက်တမနှုတ်ဦးကဝင်ရောက်လာပြီးတော့တမတိုက်ရမှာရုံရင်ဆန်ခတ်ဖြစ်ကြောင်းရုံရင်ဆန်ခတ်မှုအတွမှာပြက်ကတ်မှုဖြစ်ပြီးတော့ဆိုင်ဝန်ထမ်းဦးစိန်ဝန်းတေဆုံကြောင်းရင်းနောက်အနည်းနာရှိပြည်သူများဝိုင်းဝန်းဖမ်းဆီးရမှာတမတိုက်တဲ့တနက်တမတို့ကိုဖမ်းဆီးရရှိကြောင်းသိရပါတယ်လက်ရှိဖမ်းဆီးခံရတဲ့တရားခံတရားတို့မှာအောင်မျိုးနိုင်အသက်30နှစ် အပဦးတပေါင်းဖြစ်ပြီးတော့ဖာကမြို့မရှိထောင်ရက်ကောမဖြစ်ကြောင်းမြောက်သွားသူမှာမြို့ကြီးဖြစ်ပြီးတော့မန္တလေးမြန်နန္ဒာရဲ့ရက်ကောမဖြစ်ကြောင်းသိရပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့ဝက်လက်မြူနေကန်ထူးရွာကိုစက်ကောင်စီမီတင်ရှိုးပြီးတော့အယက်သားပြည်သူတို့ကိုပြက်တက်တဲ့တရင်ကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းဝက်လက်မြူနေအနောက်ချမ်းရှိကန်ထူးရွာကိုစက်ကောင်စီစစ်ကြောင်းနှစ်ကြောင်းကဝင်ရောက်မီရှုပ်ခဲ့ပြီးတော့အယက်သားပြည်သူတို့ကိုရက်ဆက်စွာကောင်းကိုပြက်တက်သွားတယ်လို့တိရခန်တော်လှန်ရေးရေးဖော်တို့ကပြောပါရတယ်။နိုဝင်ဘာလ17ရက်နေ့နေ့လယ်တနာရီခွဲခါမှာ ဝက်လက်မျိုးနဲ့အနောက်ချမ်းရှိရွာသားကြီးခွေးချံအနီးကန်ထူးရွာကိုစက်ကောင်စီကစစ်ကြောင်းနှစ်ကြောင်းခွေးပြီးတော့ဝင်ရောက်လာပြီးတော့ရွာကိုမိရှုပ်ခဲ့တဲ့အပြင်ပြည်မဲ့ပြည်သူတို့ကိုလည်းရဲဆက်စွာပြစ်ခတ်သွားတယ်လို့သိရပါဗျ။ တက်ဖြတ်ခံရတဲ့အယတပြည်သူရဲ့အလောင်းကို PFRA Bro Life အဖွဲ့ယောမအဖွဲ့မင်းသားကြီးအဖွဲ့တို့ကနေမြရှင်းလင်းရေးလှုပ်ဆောင်စဉ်တွေ့ရှိခဲ့တာဖြစ်တယ်လို့ဆိုပါရယ်တေဆုံးသူရဲ့အမိကိုတော့မသိရသေးဘူးကောင်းကိုရရဆက်ဆက်တေးပြက်သွားတာပွက်နေတာမြင်မကောင်းဘူးဗျရွာသားကြီးခွေးချောင်းကအခုလိုလှုပ်သွားတာဆိုပြီးမှသူကဆက်ပြောပါရယ်လက်ရှိမှာတော့စက်ကောင်စီဟာဝက်လက်မျိုးနဲ့အသွင်ရှိကြေးရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်လျက်ရှိပြီးတော့တောင်းနဲ့ချီတဲ့ပြည်သူတွေကလည်းစစ်ပေးသိမ်းရှောင်နေရတယ်လို့တင်ပြရရှိပါရယ်ခင်ဗျာ Thank you.